အဲ့လိုမျိုးပြဿနာတွေပေါ်လာလိုက်မှာအဲ့မှာပရိုက်တာရအောင်ကျွန်တော်တို့အုပ်စုကထွက်လာတချိန်လုံးတချိန်လုံးငြိမ်နေတဲ့အုပ်စုတွေကဒါမျိုးလည်းရောက်တော့ချက်ချင်းအလှမဲ့တမ်းမယ်ဆိုချက်ချင်းရောက်သွားကြရောเนาะအကိုတို့လိုစိတ်မျိုးနဲ့နိုင်မနိုင်နဲ့အကိုတို့ကတိုင်းပြည်ကိုချစ်တယ်ဟုတ်လားမိဘပြည်သူတွေချစ်ပါတယ်ဆိုပြီးမီဒီယာလောကကိုဟိုတက်လာပြီးတော့အကိုတို့ရဲ့ကိုဂျိုးစီပါအိတ်ဆိုင်ပြီးတော့ကိုတို့ရဲ့ကိုပိုင်ပတ်စံနေနဲ့အိတ်ဆိုင်ပြီးတော့မီဒီယာကိုလုပ်နေတာလားတိုင်းပြည်ကိုချစ်တဲ့တကယ်စိတ်ရင်းစိတ်မနဲ့လုပ်နေရတာအခုသတင်းမီဒီယာတွေကို လိုက်ပါဆောင်ရွက်နေတဲ့ဒီအခုလက်ရှိဖြစ်ပျက်နေတဲ့တိုင်းပြည်မှာရှိတဲ့သတင်းမီဒီယာတွေကိုဟမ်အကိုတော့ကမြေပြင်မှာဖြစ်ပျက်နေတဲ့အကြောင်းအရာတွေကိုသတင်းမီဒီယာတမားတယောက်အနေနဲ့မြေပြင်မှာလိုက်ပါအချိန်နဲ့တပြင်းညီလိုက်ပါဆောင်ရွက်ပြီးတော့တင်နေတာလားဒါမှလိုက်ပါမဆိုင်ရွက်နိုင်ဘူးလေလိုက်ပါမတော့ရှင်းခံဘောဟာဟုတ်သူများကတွေကတင်နေတဲ့ဟာကိုဒိုင်းဘောကနေဘူးဖတ်ပြီးတော့ဆွဲယူဖတ်တယ်ပြန်တင်နေတယ်ဒိုင်းဘောကနေတင်လာတဲ့မီဒီယာတမားသတင်းတွေကိုဖတ်ပြီးပြန်တင်နေတဲ့မီဒီယာတမားတွေပြောတိုက်မိတဲ့အချိန်ငါလဲအုံးငါဆိုအုံးတိတက်စားမှာပဲဆိုတော့အတွေးမျိုးနဲ့ အဲ့အုံးမှာမိုက်တက်တောင်းလာခဲ့တယ်မိုက်တက်တောင်းလာခဲ့တယ်တကယ်လဲကွဲတယ်ဟွန်းဒေါ်လမျိုးတွေအားလုံးပဲတဘာဝဘေးနဲ့မေးပြီးတမအများဆုံးဂိမ်းဝေးကြပါစေလို့ဆုတောင်းပေးနေပဲကျွန်တော်ရဲ့ကိုကြည့် Revolution Channel ကပြန်လည်ကြိုဆိုလိုက်ပါတယ်ဗီဒီယိုရေရှင်တို့သွားပိတ်ကမှာတော့ယနေ့အော်တိုဘာလ24ရက်နေ့တောက်ကြနေရဲ့မနက်ပိုင်းချီနောက်ဆုံးရရှိသတင်းချုပ်ကိုအချင်းချုပ်ဖော်ပြပေးသွားဖြစ်တဲ့အတွက်ကျွန်တော်မျိုးတွေအားလုံးပဲအဆုံးနှီးချီပို့ဒီနေ့ထမတောင်းဆိုလိုက်ပါတယ်ပရောင်းသွုံနေလည်းကတော့စစ်ကောင်းဆောင်တွေရဲ့၎င်းတို့ရဲ့ကိုကြည့်စည်းဝါအတွက်နိုင်ငံတော်အာဏာကိုအတင်းတမမတရားသဖြင့်သိမ်းပိုက်ထားဒီမှာဒီနေ့မှဆိုရင်တော့1929ရရှိဖြစ်ပါတယ် ာနိုင်ငံတော်ဝန်တရက်ဓာတွင်စစ်ကောင်စီကစစ်ကွေးတည်ဆုံမှုဆင်းမှာတော့မန္တလေးတိုင်းမလိုင်မြို့နယ်မှာတော့23ငါးကောင်ငါးဦးကိုတော့ရှင်မိခဲ့ပါတယ် န္တလေးတိုင်းနှထိုးကြီးမြို့နယ်မှာ22ကောင်၄ဦးကိုရှင်ပြီးပြီးတော့မန္တလေးတိုင်းမြင်းညာမြို့နယ်မှာ2ကောင်မကွေးတိုင်းပေါ့မြို့နယ်မှာ9ကောင်စကိုင်းတိုင်းဝက်လက်မြို့နယ်မှာ2ကောင်နဲ့တရင်တိုင်တိုင်းဘိတ်မြို့နယ်မှာတဦးလင်းဝင်ရောက်ခဲ့ကြောင်းသိရပါဗျာ။ပြောင်းသူတွေပုံနေနဲ့ကတော့အစိုးရတန်တာဝင်းကိုစစ်ကောင်စီကနေပြီးတော့နောက်ထပ်ပုံမှန်တတိုးပြီးတော့ထောင်တန်းအနှစ်20တီတိုးမြင့်ချမလာကြောင်းသိရှိရပါဗျာ။ဒါကတော့2023ခုနှစ်တွင်ရန်ကုန်မြို့မှာဖမ်းဆီးခံလိုက်ရတဲ့အစိုးရတန်တာဝင်းကိုစစ်ကောင်စီကပုံမှန်905က90ညအပြင်ပုံမှန်ပေါင်းများစွာဖြင့်ဖမ်းဆီးတရားစွဲဆိုလိုက်ပြီးတော့နောက်ထပ် ောင်းနာမှာချမှတ်လိုက်ဖြစ်ပါတယ်အဆိုတော်နွယ်ရင်ဝင်းရဲ့တမီးလက်ဖြစ်သူအဆိုတော်နက်ကရဲ့ဇနီးလက်ဖြစ်သူတန်တာဝင်းဖန်းစည်းခံရတဲ့တရင်ကိုတော့စစ်ကောင်စီကတောက်လျှောက်တရင်အမောင်းချခဲ့တာလည်းရှိပါတယ် NLD ပါတီရဲ့2015 2020အောင်နိုင်ရေးတချင်းများဖန်တီးသူတန်တာဝင်းကိုစစ်ကောင်စီကနှိုးထားပြီးဒီလိုတချင်းတွေဆိုရင်ဒီလိုလုပ်တယ်ဆိုတဲ့သဘောတရားကိုပြသွားတာလို့လည်းဒီပန်းသုံးသက်ပြနေသူတွေရှိပြီးတော့အနာသိမ်းပြီးတော့2021ခုနှစ်မှာခေါ်ယူစစ်သည်မှုများပြုလုပ်ပြီးပြန်လုပေးခဲ့တာလည်းရှိပါတယ်2023ခုနှစ်ကုန်ကန်ကြီးမှာတော့ဥမ္မာပေါင်းများစွာနဲ့ထပ်မံပြီး၎င်းရဲ့နေကိုဝေရောက် ီနင်းဖန်စီခဲ့ဖြစ်ပါတယ်။စစ်ကောင်စီကဇိုရတနာဝင်းရဲ့တင်းင်းကိုပြည်မောက်ကိုမပေါ့ကြားရန်ထင်ချန်သားပြီးမိသားစုဝင်ကိုလည်းစောင့်ကြည့်နေကြောင်းနှိစက်သူများကပြောထားတဲ့သတင်းညာလည်းသိရှိရပါတယ်။ဟုတ်တဲ့တင်းမုတ်အနေနဲ့ကတော့ထိုင်းမြန်မာနယ်စပ်ဆောင်တဲ့ BGI ကနေပြီးတော့ KMB နဲ့မြောက်ပြည်မြို့နယ်မှာရှိတဲ့ online ငွေရင်းကြားဖြတ်နယ်နာမည်ကြီးနေတဲ့ KK ဘက်ကိုအော်တိုပါလာ23ရက်နေ့ညနေ6:00နာရီမှာဘုံကျဲဖြစ်စီလိုက်တယ်ဖြစ်ပါတယ်။အောင်တချို့ကိုမြင်းထံမိခိုးတွေထွက်နေပြီးတော့မဲဆောက်ခရိုင်တွေကသတင်းတော့ချူထံဒီမြန်မာတော့ဒေကြားဆောင်တဲ့ BGF ကကီကီပတ်ရှိနေရာသုံးခုကိုဘုံကျက်ချတာလို့ အတင်းညာသိရှိရပါတယ်။အော်တိုဘန်24ရဲ့နေ့မှာတော့မြန်မာစစ်အုပ်စုကပြုတ်ကိုယ်စားလှယ်တချို့နဲ့တူ PK ဘက်မှာဝင်ရောက်ဆစ်ဆီးဖို့ရှိနေတာကြောင့် PJ ကအခုလိုဘုံချက်ဖြစ်စီတာလို့လည်းသတင်းချို့ကအပေါ်နေပြီးပါတယ်။လေကျားနိုင်ငံမှာအော်တိုဘန်26ရက်နေ့က28နေ့ကျင်းပမဲ့58ကြိမ်မြောက်အာဆီယံထိပ်သီးစည်းဝေးမတိုင်မီကြားဖြန့် online ငွေလင်လုပ်ငန်းကိုတိုက်ဖြတ်ဖို့ရုပ်ဘက်ကလည်းမျှော်မှန်းထားတာဖြစ်ပါတယ်။ PK ဘက်မှာကြားဖြန့်လုတ်ကင်ပြီးရှိနေကြတဲ့နိုင်ငံရသားတထောင်နီးပါးဒီကစောပိုင်းမှာပဲထိုင်းနိုင်ငံဘက်ကြောင့်ဖြစ်ပြီးတင်းရှောင်နေကြတယ်ပြည့်ရှိရပါတယ်။ရှင်နေပါတယ်။ PN နဲ့ NetKai, KNU, EGF ် GKPA KMBC ပါဝင်ပြည်တပ်ဖွဲ့တွေရဲ့လာမယ့်ရက်တွေမှာတွေ့ဆုံဆွေးနွေးကြဖို့ရှိလို့လဲသတင်းရရှိထားပါတယ်။ရပ်ပိုင်းမှာ Starlink တွေဒါ KK ပတ်ထမဝင်ပြီးတော့မှစီးတယ်ဆိုတာကအချမ်းမက်စစ်ကောင်စီမင်းအောင်လိုင်းနဲ့ဆော့ချစ်သူတို့ရဲ့ပူးပေါင်းပြီးတော့မှအရေးပေါ်ဇက်တိုက်ပြီးတော့မှတရုတ်ဆောင်ပြခဲ့တာတွေဖြစ်ပါတယ်။ဒါပေမဲ့ဘလို့ပဲတရုတ်ဆောင်ပြတရုတ်ဆောင်ပြဒီကျွန်တော်တို့အမေရိကန်ထောင်လိုင်းအဖွဲ့တွေထိုင်းထောင်လိုင်းအဖွဲ့တွေအာဆီယံထောင်လိုင်းအဖွဲ့တွေအားလုံးက ြီးကြားဖြတ်တဲ့ပတ်သက်ပြီးမှအဖြစ်အမှန်နဲ့အားလုံးအားလုံးကိုဒါပေါ်ထုတ်နောက်ကျောက်ပေါ်ထုတ်နိုင်နေပြီဖြစ်ပါတယ်နော်ပေါ်ထုတ်နိုင်နေပြီဖြစ်ပါတယ်အဲ့တော့ဒီချိန်မှာအဲခေါင်းတော်တော်ကြီးမဲ့သူတွေကတော့ရမက်စစ်ကောင်စီမင်းအောင်လည်းနဲ့ဆော့ချစ်သူတွေနှစ်ယောက်ကတော့တော်တော်လေးခေါင်းကြီးမဲ့ဘာဖြစ်လို့လဲဆိုတော့ဒီကိစ္စတွေကိုနိုင်ငံပြေရှင်းရမှာသူတို့နှစ်ယောက်ဖြစ်ပါတယ်ကဲဒါကတော့ဒီနေ့ရအထူးခြားဆုံးသောသတင်းဖြစ်ပါတယ် တဲ့မိဘညီကိုမတော်မများနေဆက်ရေးရမှာရှိနေတဲ့မိဘညီကိုမတော်မများပြည်တွင်းထဲမှာရှိနေတဲ့မိဘညီကိုမတော်မများနော်ဒီပြဿနာကြီးကတော့မကြခင်ဘလို့စက်သိမ့်မလဲဆိုတော့ရှင်ကောင်းစွာနဲ့စောင့်ကြည့်ရအောင်နော်ကမ္ဘာထောင်လိုင်းအဖွဲ့တွေကလုံးဝမျက်ချင်မပြတ်တောက်ထောက်ဖော်ထုတ်နေတဲ့အချိန်ဖြစ်ပါတယ်ဆမ်မစ်နော်ဒီကမ္ဘာထိပ်သီးတွေဟလာတွေ့ဆုံတဲ့အာပွဲမှာကျွန်တော်တို့အာတော်လန်ပြည်သူတွေအနေနဲ့ อืมတွေ့ရနော်ချိုကြီးတော်ဒေါ်လန်ဘူးဖြစ်သွားပြီအာဘာရီလုံနိုင်လဲအာတမရာထရန်ကနော်အာဘာရီယူလာမလဲဆိုတဲ့အကြောင်းအရာကိုဆွေးနွေးခဲ့ပြီးသွားပြီနော်အဲပြီးတဲ့အခါကျရင်အဲ့မနေ့ကဒီနေညပိုင်းမှာပဲတခါနော်အဲဒီအာဆီယံကိစ္စကိုပဲကျွန်တော်တို့ထပ်ပြီးတော့ပြောကြတယ်ဗောဗျာတကယ်လို့ဒီစစ်ဖို့မင်းအောင်နိုင်ကိုအာဆီယံအစည်းအဝေးကို တက်ခွင့်ပြုခဲ့လို့ရှိလို့ရှိရင်နော်အာ ဘာ ರೀ နောက်ဆက်တွဲဖြစ်လာနိုင်လဲဆိုတဲ့အကြောင်းပေါ့ဗျာနော်ကျွန်တော်တို့တွေအဲ့ဒါဆွေးနွေးခဲ့ကြတယ်နော် summit ဒီ ASEAN မှာဆွေးနွေးရတဲ့မှာဟုတ်လားခေါင်းစဉ်တွေထဲမှာလုံခြုံရေးဆိုတာလည်းပါတယ်ဒေတာတည်ငြိမ်ရေးဆိုတာလည်းပါတယ်နော်အဲ့တော့အဲ့ဒီလုံခြုံရေးနဲ့ဒီဒေတာတည်ငြိမ်ရေးရဲ့ခေါင်းစဉ်အောက်မှာကျွန်တော်တို့ကနေဆက်ပြတ်ကျော်နော်အာလူကုန်ကူးမှုတွေ နော်ပြီးလို့ရှိရင်မူရီစေဝါလိုကိစ္စမျိုးတွေဟုတ်လားအခုလက်တလောလောလောဆယ်ဖြစ်နေတဲ့ကြားဖြန့်ပေါ့ဗျာမြန်မာနိုင်ငံမှာဆိုလို့ရှိရင်ဒါမူရီစေဝါနဲ့ဒါကြားဖြန့်เนาะအဲဒီလိုကိစ္စမျိုးတွေအပြီးတဲ့အခါကြလို့ရှိရင်လူအခွင့်အရေးချိုးဖောက်မှုဟုတ်လားမျိုးသမီးအခွင့်အရေးအာဆုံးရှုံးမှုအပြီးတဲ့အခါကြလို့ရှိရင်ကျုံပြူမှုเนาะအထူးသဖြင့်တော့ဗျာဒီအတက်မပြည့်သေးတဲ့ဒီကလေးတငယ်တွေကိုเนาะဒီလိန်လိန်လုပ်ငန်းဆိုင်ရာတွေမှာ အတင်းအားမနီးနေပဲဖြစ်စေဟုတ်လားဟိုကျုံပြူတဲ့နီးနေပဲဖြစ်စေဒီလိုအတုံးချတဲ့နော်နေကိစ္စတွေကို ကျွန်တော်တို့တွေကဒီ ASEAN ဒီ Summit မှာကျွန်တော်တို့ဆွေးနွေးနိုင်နော်အဲ့တော့ဘယ်လိုပုံစံမျိုးနဲ့ကျွန်တော်တို့ဆွေးနွေးနိုင်မလဲကျွန်တော် expert တော့မဟုတ်ဘူးနော်ကျွန်တော်ဆွေးနွေးဖို့အတွက်အာကျွန်တော်ဟိုကြည်ထားတာပေါ့နော်ကြည်ထားတယ်ဆိုတဲ့အခါကျတော့ဥမာပြင် AIP ရေဗျာဒါ ASEAN မှာဆို ASEAN Parliament Interparliamentary Association နော် ဒါကသူကဒီ ASEAN Summit ကြီးနဲ့အတူ သူကဘေးကနေပြီးတော့เนาะနေပြောကြဆိုကြဆွေးနွေးကြတဲ့ဟာတွေအဲ့တော့ဒီဒီ AD ပနင်းက AIPA ကဟုတ်လားဘယ်သူတွေနဲ့ဖွဲ့စည်းထားလဲဆိုတော့နိုင်ငံတွေရဲ့ဒီ legislature တွေနဲ့နော် နေဖွဲ့စည်းထားတယ်သူတို့ကဥပဒေတော့မပြုနိုင်ဘူးဒါပေမဲ့သူတို့ကဥပဒေမပြုနိုင်ပေမဲ့ခုနကဒီ ASEAN ဟိုနီးမှာလာပြီးတော့တက်လာတဲ့ခေါင်းဆောင်တွေဟုတ်လားအစည်းအဝေးတွေမှာဆွေးနွေးကြတဲ့အကြောင်းအရာတွေကိုသူတို့ကဟိုနေ့အကြံပေးနိုင်တယ်အကြံပြုနိုင်တယ်နော် ။ဒါကဘိုးစား AIPA ASEAN Interparliamentary Association နော်။ဒီအဲ့လိုမျိုးပြဿနာတွေပေါ်လာတိုင်းမှာအဲ့မှာ Pride တရားရောင်းကြောင်းကြောင်းတွေအုပ်စုကထွက်လာ။တစ်ချိန်လုံးတစ်ချိန်လုံးညင်နေတဲ့အုပ်စုတွေကဒါမျိုးလည်းရောက်တော့ချက်ချင်းအလှမဲ့တမ်းမယ်ဆိုချက်ချင်းရောက်သွားကြရော။ဆိုတော့အဲ့ဒါတွေကကျွန်တော်တိုင်းပြည်ရဲ့ကောင်းခြင်းတွေမဟုတ်ဘူး။ကောင်းတဲ့ကိစ္စတွေမဟုတ်ဘူး။အဲ့ဒါမကောင်းတဲ့ကိစ္စတွေပဲ။ပွင့်လင်းပြောရင်လူတွေကူညီရဲဆိုတဲ့ချို့တော့သူတွေလည်းသူတို့ကသူတို့တိစောက်နေကြတာပဲ။ဟုတ်တယ်လို့ပြောရင်ချို့တွေကျွန်တော်ဟိုဒီကောင်ဘာလဲပြောပြမယ်။ပွင့်လင်းပြောရမယ်။ သူများက brighter နဲ့ကုညီပါရဲ့ဆိုတော့အဲ့ဒီပုံစံတွေကိုမှာလာအဲ့ brighter ကိုကုညီနေတဲ့သူတို့ရဲ့ brand သူတို့တိစောက်နေကြတာအဲ့ဒီပတ်ကုညီရဲ့ဆိုတော့ sell ရောင်းရောင်း brighter ရောင်းဘိုင်ရောင်းရောင်းတွေကိုယ်တိုင်းကလည်းအဲ့ဒီအဲ့ဒီအနေနဲ့အချိုးမြတ်တွေခံလာပါတယ်အချိုးမြတ်ဆိုတဲ့နေရာမှာဗာလဲလို့မေးပတ်စံယူငါလူဘိုးပတ်စံငါစိုက်ပေးရတာငါဘာမဟုတ်သူအချိုးမြတ်ပါပါဆိုသူ့ကိုလူတွေက brighter စေနာရှင်ကြီးဖြစ်နေမြင်သွားတဲ့အချိုးမြတ်ကိုသူရသွားတယ်ဆိုတော့ခါလေးကြရင်ကိုကကိုအချိုးစီးပွားမရှိရင်ဘာမှမပါဘူးကြောက်ကိုအချိုးစီးပွားမရှိရင်လူတွေကထိုင်ရတော့မထချင်ဘူး ။ဒီအလုံးကြရနော်မင်းအောင်နိုင်အောင်တဲကိုပြောထားသလိုပါပဲ။ဖိုင်အောင်မထခြင်းဘူး။လူသိများတဲ့နာမည်ကြီးဒီလူသိများတဲ့ဆိုရှယ်မီဒီယာတယောက်ပေါ့အဲ့ဒီကနေပြီးတော့သူကမနေ့ကပြောအောင်မျိုးမင်းကြောင်မျိုးမင်း ို့ဝေဖန်လာတာကဟာလာဒီအခုလောက်ရက်တွေပေါ်မှာအခုဒီကိုမှုနဲ့ပတ်သက်တဲ့အပေါ်မှာဝေဖန်လာတာကဟာလာပရိဒသမားတွေနဲ့အခုလိုက်ပါကူညီဆောင်ရွက်နေတဲ့သူတွေကိုသူကစော်ကားလာတာထိခိုက်လာတာဟုတ်လားနာမည်ကြီးတင်လို့လိုက်ပါဆောင်ရွက်နေတယ်နောက်ပြီးချုပ်ပရိဒသမားဒီလိုက်ပါဆောင်ရွက်နေတဲ့အပေါ်မှာပရိဒသမားတွေကဟိုပေါ့နော်ပရိဒသမားတွေလိုက်ပါဆောင်ရွက်နေသေးတဲ့အကျိုးအမြတ်ကသူတို့အကျိုးအမြတ်မရှိရင်တဲ့တမမှတ်ထားလိုက်နော်သူတို့ကိုအကျိုးစီးပွားမရှိလို့ရှိရင်ဘာမှမလုပ်ကြဘူးတဲ့အဲ ဒီသူတို့ရဲ့ကိုကြိုးစီးပွားမရှိလို့ရှင်အဲ့ဒီလူတွေကထိုင်ရာကနေမထချင်ကြဘူးဆိုတဲ့စကားကိုပြောဆိုသွားတယ်နောက်ပြီးတော့သူတို့တွေရဲ့အကျိုးမြတ်ကဘာလဲဟုတ်လားသူတို့ဒီပရိုက်တာလုပ်တယ်လိုက်ပါကူညီဆောင်ရွက်တယ်သူတို့ရဲ့ကိုပိုင်ပတ်စံလောက်ဟုတ်ဖြစ်သည်ဟုတ်သည်ဖြစ်စေဒါမှမဟုတ်ဒီမိဘပြည်သူတွေကနေလူတန်းနဲ့ပြည်စီဟုတ်သည်ဖြစ်စေဒီပေါ်မှာလိုက်ပါကူညီဆောင်ရွက်ပြီးတော့လုံလိုက်တဲ့ပရိုက်တာအပေါ်မှာသူတို့ရဲ့အကျိုးမြတ်ကဘာလဲတဲ့လူသိလူတွေရဲ့စိတ်ထဲမှာသူတို့တွေကတကယ်လိုက်ပါဟိုပရိုက်တာ လုံနေပါလားဆိုတဲ့အတိတရားတွေရသွားပါတယ်ဆိုတဲ့ဟာမျိုးကိုပြောသွားတယ်နော်နာမည်ကြီးနော်အခုနာမည်လူသိထင်ရှားဟိုမီဒီယာတစ်ယောက်တမားတစ်ယောက်ပေါ့နော်အကိုကိုကျမတို့ပြောလိုက်မယ်နော်အကိုတို့လိုစိတ်မျိုးနဲ့ లైన్ မနှိုင်းနဲ့အကိုတို့ကတိုင်းပြည်ကိုချစ်တယ်ဟုတ်လားမိဘပြည်သူတွေချစ်ပါတယ်ဆိုပြီးမီဒီယာလောကကိုဟိုတက်လာပြီးတော့အကိုတို့ရဲ့ကိုဂျိုးစီးပွားအိတ်ဆိုင်ပြီးတော့အကိုတို့ရဲ့ကိုပိုင်သက်ဆိုင်နေနဲ့အိတ်ဆိုင်ပြီးတော့မီဒီယာကိုလုံနေတာလားတိုင်းပြည်ကိုချစ်တဲ့တကက်စိတ်ရင်းစိတ်မနှိုင်းနဲ့လုံနေရတာအခုသတင်းမီဒီယာတွေကိုလိုက်ပါဆောင်ရွက်နေတဲ့ ရေဒီအခုလက်ရှိဖြစ်ပျက်နေတဲ့အတိုင်းဒီမှာရှိတဲ့သတင်းမီဒီယာတွေကိုဟမ်အကိုတို့ကမြေပြင်မှာဖြစ်ပျက်နေတဲ့အကြောင်းအရာတွေကိုသတင်းမီဒီယာတမားတယောက်အနေနဲ့မြေပြင်မှာလိုက်ပါအချိန်နဲ့တပြင်းကြီးလိုက်ပါဆောင်ရွက်ပြီးတော့တင်နေတာလားဒါမှလိုက်ပါမဆိုင်ရနိုင်ဘူးလေလိုက်ပါမတော့ရှင်းခံပါဘာမဟုတ်သူများကတွေကတင်နေတဲ့ဟာကိုလိုင်းပေါ်ကနေဒူဝက်ဖတ်ပြီးတော့ဆွဲယူဖတ်တယ်ပြန်တင်နေတယ်လိုင်းပေါ်ကနေတင်လာတဲ့မီဒီယာတမားအရင်းတွေကိုဖတ်ပြီးပြန်တင်နေတဲ့မီဒီယာသမားတွေပြောပြအောင်မဟုတ်လားရှင်တို့တွေကဘယ်လိုပုံကျော်မျိုးမင်းကျော်စိုးဦးမင်းတို့ကြိတ်ပြီနော်ကျော်မျိုးနဲ့လှောက်ဆောင်နေတာလေဟုတ်လား ကျွန်တော်တို့မီဒီယာရက်တူဖို့အတွက်ဟမ်ကျွန်တော်တို့မီဒီယာတွေရက်တူဖို့အတွက်ပေးပေးဝိပေးလေးတွေကိုထူထမ်းပေးကြပါလာစင်ကြီးလေးတွေ3000 5000ထူထမ်းပေးနိုင်ပါလေဆိုပြီးတော့နေ့တိုင်းနေ့တိုင်းသတင်းလွှင့်တိုင်းလူဝင်ကြောက်ခံနေတာကတော့အခုတောင်းစားတောင်းစားတွေကိုတို့ကတိုင်းပြည်အတွက်လုပ်နေတဲ့မီဒီယာတွေလားကိုအိတ်ကိုဆိုင်ပြီးလုပ်နေတဲ့မီဒီယာတွေလားဟာကျွန်တော်ကတော့အမကွာကစမင်ဤတန်းနေအင်ဂျင်နီယာတန်းရနေပြီးတော့စီဒီအန်ဝင်လာတဲ့ဇုံမြောင်ဖြစ်ပါတယ်ကျွန်တော်ဒီနေ့မှာကျွန်တော်ဒီကျွန်တော်သိကြရတယ်ဗောနော်မိုင်းဘူးတုဒ ်နော်မြေမြုံပိုင်းအကြောင်းရောနောက်ပြီးကျွန်တော်မျိုးရင်းပိုင်းအကြောင်းတွေရောအဲဒါတွေကိုကျွန်တော်တော်လိုင်းရေးတစ်ဖွဲ့တွေအတွက်ဇီးပြူဆောင်ချနိုင်ဖို့အတွက်နောက်ပြီးတော့ဒီဘူဒရာရဖို့အတွက်ပေါ့နော်ကျွန်တော်ပြန်လည်မျှဝေခြင်းပါတယ်မိုင်းလုံးပါပေါ့မိုင်းတစ်လုံးပါပေါ့အဓိကပါဝင်တဲ့ပစ္စည်းတွေပေါ့နော်မိုင်းလုံးပါဝင်တဲ့ပစ္စည်းတွေကဒီကိုယ်တိုင်ဖန်တီးလို့ရတဲ့ ID မိုင်းတွေလည်းရှိသလိုဒီစိုက်ုံထုတ်မိုင်းတွေလည်းရှိတယ်ဆိုတာကိုလည်းပြောပြခြင်းတယ် ID မိုင်းဆိုတာကျွန်တော်တို့ရှင်းပါကျွန်တော်လက်တွေ့ဒီဇနပြအချိန်မှာထားပါလို့ဇနပြအချိန်မှာတော့ကျွန်တော်လုပ်ခဲ့ဆိုစမုတ်ဘုံးတွေပေါ့နော်ဘုံးတွေလုတ်သလိုမျိုးတွေဒါတွေကဒီ တို့တို့အဖွဲ့အနေနဲ့တိတ်တော့မစိမ့်ပါဘူးတိတ်တော့မစိမ့်ဘူးဒါပေမဲ့ဤစနစ်ကြကြနဲ့လုံနိုင်လုံနိုင်ဖို့အတွက်ပေါ့နော်ကျွန်တော်ပြောပြချင်တာပေါ့နော်ကျွန်တော်ရဲ့ဒီရန်ကုန်မြို့ထဲမှာကျွန်တော်မိုင်းရှင်းခဲ့ရတဲ့အတွေ့အကြုံလေးတွေကျွန်တော်ပြန်ပြောပြချင်ပါတယ်မိုင်းဆိုတာကျွန်တော်တို့ဒီစိုက်ုံထုံမိုင်းရှိတယ်ဟိုကျွန်တော်တို့လူလုတဲ့လူလုတဲ့လူလုတဲ့ဆိုတာဒီ ID မိုင်းဆိုတက်သက်ရှိတယ်ပေါ့နော် ID ဆိုတာဘုံထဲမှာတော့ပါတော့ဘုံမျိုးစားထဲမှာပါတယ်ဒါပေမဲ့ကျွန်တော်တို့မိုင်းလိုမျိုးပဲသုံးလို့ရတယ်မိုင်းလိုပဲအသုံးပြုကြတာရှိတယ်ကျွန်တော် play my play ကျွန်တော်ဒေါ်လာလေးဖွဲ့တွေသုံးနေရဲဟိုဟိုစင်မတိုင်းတိုင်းလက်နက်ကိုင်းနေစားတော့ကျွန်တော်သုံးလို့မျိုးပေါ့လက်ဟို ဝဇမိုင်းလို့ဝဇမဲဝဇဘိတ်မိုင်းလို့ဝဇဘူးမိုင်းလို့နောက်ပြီးတော့ပလင်းပလင်းမိုင်းလို့ပေါ့နော်ပလင်းမိုင်းလို့လိုမျိုးအဲ့လိုမျိုးမိုင်းနေရတာ ID မျိုးစားလောက်တော့ပါတယ်ပေါ့ဒီစကားတာကူလက်ရှိတုံးနေတဲ့မိုင်းနေကြတော့ဒါဟိုဟွာပေါ့စောက်ထုံမိုင်းနေပေါ့နော်စောက်ထုံမိုင်းဆိုတာသူမတိကြတဲ့မတော်တိကြတဲ့ရံပမာဏရှိတယ်တိကြတဲ့ရေစားရှိတယ်တသမတ်တဲပေါ့နော်ဆိုင်ုံထုံမိုင်းဆိုတာတသမတ်တဲအဒီဘလောက်ဖိနေရမှာကွဲမယ်အခုနင်းမိုင်းဆိုလို့ရှိရင်ဘလောက်ဖိနေရရမှာကွဲမယ်ဆိုတော့သူ့မှာတတ်မှတ်ချက်တွေရှိတယ်ဟိုဘလိုမျို ဟိုစနက်တန်ကိုသုံးမှဒီမိုင်းကကွဲမယ်ဆိုတာမျိုးတွေရှိတယ်ဗောနော်စနက်တန်မျိုးစားတွေရှိတယ်တော့ရန်မျိုးစားတွေရှိတယ်စကားသားမှာအခုအဓိကသုံးနေတဲ့စနက်တန်တော့ထားဟိုဘာလို့စနက်တန်မျိုးစားတွေတော့ရှိတယ်အဓိကတော့မီရှိုးစနက်တန်နဲ့လက်စစ်စနက်တန်ဆိုတဲ့မျိုးရှိတယ်ဗောနော်ရန်ထဲမှာကျတော့ဟိုတော့လက်ရှိသုံးနေတာအများဆုံးသုံးတာတော့ TND ရယ် Pinto Black ရယ်ဒါတော့အများဆုံးသုံးတယ်ဗောနော်နောက်ဂျားညာသုံးတာတွေကကျွန်တော်ဘာချေရန်တို့နောက်တော့အဲဟိုဘာလို့ရှိမလဲ C4 C4 လို့ဘာလို့ရှိမလဲ C4 ကတော့အသုံးတော်နေပါတယ်အသုံးနေပေမဲ့ တကယ်ပေါက်ကွဲရပြင်းတဲ့ရန်နေရာရန်ဘလူးမျိုးစားတွေမှာအဲ့ TND ရန်နဲ့ပင်နိုပလက်တို့ပင်နိုပလက်ရန်တို့ပါတယ်ပေါ့နော်ပါတယ်ပေါ့သူတို့အဓိကသုံးတဲ့မိုင်းတွေထဲမှာပါတဲ့ရန်မျိုးစားပေါ့ဒါတွေကဟိုလူသေးသေးနိုင်တဲ့ပမာဏလဲထည့်ထားတယ်လို့ကျွန်တော်တို့ဒဏ်ရာရအောင်လောက်နဲ့သုံးနိုင်တဲ့ပမာဏလဲသူတို့ဒီဆက်မတော့ပစ္စည်းတွေမှာဆက်မတော့မိုင်းတွေမှာထည့်ထားတယ်ပေါ့ထည့်ထားတယ်ပေါ့အခု M40 မိုင်းတွေမှာဆိုလို့ရှိရင်ဒါ TND ရန်မျိုးစား TND ရန်မျိုးစားပါမယ် TND ရန်မျိုးစားနဲ့နောက်ပြီးတော့စနက်တန်စနက်တန်ဆိုလို့ရှိရင်ဒါဟိုစနက်တန်တော့တိတိလေးပေါ့နော်အဲ့ထက်မှသူစနက်တန်ထဲမှာပါတဲ့ရန်ကကြတော့ ဟိုစနက်တန်ကျွန်တော်ဒါလည်းပါပြီးတော့တက်ထရီယန်ပေါ့နော်တက်ထရီယန်တက်ထရီယန်ပါမယ်အဲစနက်တန်အထက်ထဲမှာကိုပဲရန်တက်တက်ပါသေးရေပေါ့ရန်တက်တက်ပါသေးရေပေါ့သူရဲ့ဟိုလုံလောက်တဲ့ initial ရပြီဆိုလို့ရှိရင်အဲစနက်တန်တစ်ခုတည်းနဲ့နေလဲကွဲတယ်စနက်တန်တစ်ခုတည်းကွဲလို့ရှိရင်တော့မှပဲဒီကတန်ရနိုင်ချေရှိတယ်ပေါ့နော်အဲဒီလက်တွေပါလေလက်ချောင်းလေးတွေပြတ်သွားတာတော့ပါလို့အဲ့လိုမျိုး damage ရှိတယ်ပေါ့နောက်ပြီးတော့ဟိုမီရှိုစနက်တန်မီရှိုစနက်တန်လည်းအဲ့တိုင်းမလဲစနက်တန်လည်းအဲ့တိုင်းပဲအထက်ထဲမှာထည့်ထားတာ ASC ရန်နေသူတို့ကြီးကြတော့နော် ASC ရန်နေအဲ့ဒါပေါက်ကွဲရတာကဟိုပို့ပြီးတော့ကြာကြာပို့မိရင်တော့မှပဲ သူ initial ဟိုမီးရှို့စနေတယ်မီးရှို့မှကွဲတာမျိုးမဟုတ်ဘူးမီးရှို့မှကွဲတာမျိုးမဟုတ်ဘဲနဲ့ဟိုသူလုံသူလုံလောက်တဲ့အပူချိန်ရပြီဆိုလို့ရှိရင်ကွဲနိုင်တယ်ပေါ့နော်အဲကြောင့်ထိန်းသိမ်းရတာလည်း view site ဖို့အတွက်လည်းထိန်းသိမ်းတဲ့ခါမှလည်း view site ဖို့ဒါကျွန်တော်အကြံပေးတယ်ပေါ့အကြံပေးခြင်းနဲ့ပေါ့အကြံပေးခြင်းနဲ့နောက်မိုင်းဟိုဟိုကိုယ်တိုင်ရှင်းပြပါကောနော်မလေးမလေးလာသေးပဲနဲ့မလေးလာသေးပဲနဲ့မကျွမ်းကျင်ပဲနဲ့မိုင်းဟိုဟိုကိုင်ပြအသုံးပြုခြင်းဒါဒါနော်ဟိုဟာဖြစ်ဖို့အတွက်မပြုတ်ဖို့တော့ပေါ့နော်ကျွန်တော်အကြံပေးခြင်းနဲ့ပေါ့နောက်တစ်ခုကတော့ကျွန်တော်ဒီဒါတော့ဒီ online ဖွဲ့နေတော့ ဟိုဗုဒ္ဓတာအနေနဲ့ဟိုပြောင်းကျွန်တော်တို့ဒီရန်ကုန်မြို့ထဲမှာကျွန်တော်အဲဒီစကားသားမှာကျွန်တော်တောင်ထမ်းဆောင်ခဲ့တော့ကနေခဲ့တော့ပါဗျာနေခဲ့တော့ကဒီမိုင်းရှင်ရတဲ့အတွေ့အကြုံပေါ့အတွေ့အကြုံတွေပေါ့ဆိုတော့အဲဒီတော့ကကျွန်တော်တို့ရဟိုလုံလောက်တဲ့ဘယ်လိုမိုင်းရှင်မိုင်းကူပြမိုင်းရှင်ကူပစ္စည်းတွေလုံလောက်တဲ့အချိန်မရှိဘူးရောမရှိခဲ့ဘူးနော်မရှိခဲ့ဘူးအဲဒီအချိန်တော့မရှိတော့ကျွန်တော်မိုင်းရှင်ရဆိုဘယ်လိုပြောတန်ချောင်းတွေနဲ့ထိုးရတယ်အဲ့တော့တို့ကနောက်ရှာရင်တော့မှကျွန်တော်တို့နောက်ဆုံးရှင်းပြောရရင်ဟို ဒီစီးရီးမတ်တွေပါဒီမှာစီးရီးမတ်တွေမှာတုံးနေတဲ့လုံချုံရေးတွေတုံးနေတဲ့ entity data တွေအဲ့ဒါတွေကမှကျွန်တော်တို့တုံးနေတဲ့စက်တွေတည်းကောင်းသေးတယ်သိမလားအဲ့တော့ဆိုကျွန်တော်တို့တုံးရတယ်ဟိုနေနိုင်သူအဆိုထမြင်မြင်နေတာအဲ့လိုမျိုးတွေပေါ့နော်စက်တွေကကျွန်တော်ခက်ကြောင်ကြောင်နေနဲ့အဲ့ဒါနဲ့မိုင်းရှင်းခဲ့ရတော့ဒီအနာသိမ်းပြီးနောက်ပိုင်းမှာအနာသိမ်းပြီးနောက်ပိုင်းမှာကျွန်တော်တို့ဒီကျွန်တော်ရင်းစက်တွေကကျွန်တော်စီးရီးဟိုစိတ်ကူးစိတ်တန်းနေစိတ်ကူးစိတ်တန်းနေပေါ့နော်ရမ်းကောင်းလာတယ်နောက်ပြီးတော့ဒီထွင်ဒီထွင်လာတဲ့ပုံစံတွေကလည်းအရန်ဆန်းသက်လာတယ်ပေါ့နော်ဆန်းသက်လာဘယ်လိုဆန်းသက်လဲဆိုရင်ကျွန်တော်အဲ့တုန်းကဟို မိုင်းတလုံးပေါ့နော်မိုင်းတလုံးရှိတယ်မိုင်းတလုံးကျွန်တော်တို့သွားပြီးတော့ဟိုဖော်လဲဖော်လိုက်တယ်ပေါ့ကျွန်တော်ဖော်လဲအချိန်မှာသူကအဲ့ကျွန်တော်6လမပီစီပိုက်ထဲမှာကွန်ကျူပိုက်ထဲမှာသူထည့်ထားတယ်ရန်ကိုထည့်ထားတယ်နော်ရန်ကိုအဲ့ရန်ကိုထည့်ထားပြီးတော့အဲ့ရန်ကသူသုံးထားတဲ့ရန်ကဒါကျွန်တော်တို့အဲ့တော့တော့ခံမှန်းပေါ့နော်ဂျပန်စားလို့တော့ခံမှန်းတယ်ပေါ့နော်ဂျပန်စားအမျိုးစားပေါ့အဲ့ဂျပန်စားအမျိုးစားဟိုရန်ပေါ့နော်သူအမျိုးစားတော့အဲ့ထဲအဲ့ရန်ကဘယ်လိုလဲဆိုတော့တကယ်တမ်းညာကိုသဲလို့ပဲဗျာနှုတ်တယ်နှုတ်တာနှုတ်တယ်ဒါပေမဲ့သူက ဟိုရေနဲ့တပြုတ်သွားလို့ရှိရင်သူကမာသွားတယ်အရင်မှာပဲကျွန်တော်ဘလက်မီတုံးလုံးဖြစ်သွားတယ်ပေါ့ဖြစ်သွားတယ်ဖြစ်သွားတဲ့ခါကျတော့အရင်ဆုံးဘာလုပ်လဲဆိုရင်သူကအေးကွန်ကျူပါ6လမပိုက်ထဲကိုသူကထည့်လိုက်ထည့်ပြလိုက်ထဲထဲမှာစနက်တန်ကိုထည့်တယ်စနက်တန်ကိုကြိုးစားပဲဖော်ထုတ်ပြီးတော့ပြုံထုတ်လာပြီးတော့နောက်တစ်ခါထပ်ပြီးတော့ထပ်လောင်းတယ်ထပ်လောင်းတဲ့ပြီးတော့ရေစိမ့်လိုက်အချိန်မှာတကောင်လုံးဝဘလက်မီလိုဖြစ်သွားဘလက်မီဖြစ်သွားပြီးတော့အထက်ကစနက်တန်ကိုဘလုံးမထုတ်လို့မရတော့အဓိကကျွန်တော်မိုင်းရှင်းရတဲ့မိုင်းရှင်းရတဲ့ point ကအဓိက point ကဘာလို့ဟိုဘလောက်ပဲကြိုးတွေရှုံနေပါစေဘာတွေပဲဖြစ်နေပါစေတော့အဓိကစနက်တန် ဟိုပောက်ခွဲနိုင်တဲ့စနက်အစာကျွေးနိုင်တဲ့စနက်တန်ကိုကျွန်တော်ထုတ်လိုက်ပြီဆိုရင်ဒီမှာတတ်မဲ့ဖြစ်သွားတာเนาะအဲ့တော့တတ်မဲ့လုံးလို့မရအောင်သူကလှုပ်ထားတာတတ်မဲ့လုံးလို့မရအောင်လှုပ်ထားတော့ရှင်းရတဲ့လူတွေကြာဘယ်လိုလုပ်လဲဆိုတော့ကျွန်တော်တို့ဒီအထက်စနက်တန်ကိုထုတ်လို့မရတဲ့အတွက်အပြင်ကရန်အကျိုးပဲပေါ့เนาะကျိုးပဲဖြတ်ပြီးတော့ကျွန်တော်တို့ယူလာခဲ့ကြတယ်ပေါ့အဲ့ဒီမှာတတ်သေးကအဲ့မော်အဲ့ဒီတည်းကပေါ့เนาะကျွန်တော်အဲ့ကိုကငါဒုတိယတစ်ယောက်ကဒုတိယတစ်ယောက်ကအဲ့ဒီဟာကိုအထက်ကရန်ကိုရန်ကိုထုတ်တာပေါ့ရန်ကိုထုတ်ပြီးတော့အထက်စနက်တန်ရန်ကိုခွာထုတ်ပြီးတော့အဲ့ပိုက်ကိုခွာထုတ်အထက်တဲ့စနက်တန်ကိုရှင်းရအရှင်းမို့သူ့တောင်းပေးတယ်ပေါ့เนาะတောင်းပြီးတော့ ဂျပန်စားအဲအတုံးယူသူဟိုဟာနဲ့တပ်ဖြတ်လိုက်ဖြတ်လိုက်တပ်ဖြတ်လိုက်ဖြတ်လိုက်ဖြတ်လိုက်ဖြတ်ကောတပ်ဖြတ်လိုက်ဖြတ်တဲ့ချိန်မှာအထဲထဲမှာစနက်တန်ဘယ်နေရာမှာရှိနေမဲဆိုတော့ तू မသိဘူး तू မသိနိုင်ဘူးလေမသိနိုင်ဘူးအဲ့ဒါ तू ဖြတ်တယ်ဖြတ်တယ်ပပလည်းဖြတ်နေရင်ねစနက်တန်ကိုသွားပြီးတော့ဟိုဟာနဲ့တပ်ဖြတ်လိုက်သွားပြီးတိုက်မိတဲ့ချိန်ပူနေပြီလေအဲ့ဒီဟိုဟာလေရှင်းပြန်တော့ချက်ဖြတ်နေတဲ့ချိန်တပ်ဖြတ်လိုက်လည်းပူနေလည်းပါတယ်နောက်ပြီးစနက်တန်ကိုသွားပြီးတော့အစာပြိုးပေးလိုက်လို့ဖြစ်သွားပါတော့အစာပြိုးပေးလိုက်လို့ဖြစ်သွားတော့ထကွေတော့လက်နက်ဖက်လုံးပါပါတော့နော်အဲ့ဒါရှင်းပြန်တော်လိုင်းဖွဲ့တွေအတွက်အော် ဟိုအဲ့တုန်းကစနက်ပြတ်လူငယ်တွေကဒါအောင်မြင်မှုပဲဗျာရှင်းပြမယ်ဟိုခွဲချင်တဲ့နေရာမှာမကွဲပေမဲ့ဟိုရောက်တဲ့နေရာမှာရအောင်တော့ကွဲကွဲတဲ့နီးကိုတို့မဖြစ်မနေကွဲမဲ့နီးကိုတို့တို့တွေ့တယ်ပေါ့နော်တွေ့ကြတယ်ပေါ့အဲ့လိုမျိုးပဲကျွန်တော်တို့ဒီဘတ်ချန်နေမှာလဲအသုံးပြုကြတယ်အသုံးပြုကြတယ်ဒေါ်လာအဖွဲ့တွေအသုံးပြုကြတယ်မှာတခုမဟုတ်တနည်းမဟုတ်တနည်းနဲ့ဒါရန်သူကိုထိခိုက်အောင်လုပ်ရမယ်ဆိုလုလုနိုင်တဲ့နီးစနစ်တယ်ပေါ့နော်အခုဟိုမိုင်းကိုတွေ့တယ်မိုင်းကိုတွေ့ပြီမဲ့လဲခလုတ်ကအိုင်းနာမှမထားတာဟုတ်ပြောညာတဲ့ဘုကမိုင်းကိုတော့တွေ့နေတယ်မိုင်းကိုဖော်လိုက်ပြီမဲ့လဲခလုတ်ကအိုင်းနာမှမထားတာဟုတ်ခလုတ်က ထဝေးမှာထားတာလေအဲ့တော့သူတို့မှာအရှိမကမိုင်းရှင်းနေအနောက်ကလူကဟိုနင်းမိတာပဲဘာလို့ဆိုအဲ့မိုင်းရှင်းနေကိုအသေးပေါ့ဗျာအဲ့အဲ့လိုမျိုးအဲ့လိုမျိုးပုံစံတွေပေါ့နော်ဒါညံညံစိတ်ကူးညံနေအရန်ကောင်းလာတာကိုပြပြတာပေါ့ဟုတ်နောက်တစ်ခုပေါ့နော်ဒီစကားစားရဲ့ဒါစကားစားရဲ့ဟိုမိုင်းထောင်ပုံထောင်နည်းတွေပေါ့ထောင်ပုံထောင်နည်းသူတို့ထောင်တတ်တဲ့အလေးကျင်တွေပေါ့လေ့ကျင့်နေကြအောင်လဲဒါပြည်သူတွေပြည်သူတွေရောရောင်းတောင်းတက်ဖွဲ့တွေနေနေပေါ့နော်ဒီရွာတွေဝင်တဲ့အချိန်ရောင်းတောင်းပြီးတော့ပြည်သူတွေကိုစစ်ပွဲပြီးွားလို့ဆိုပြီးကိုရွာရွာကိုပြန်လာတဲ့အချိန်မှာသတိပြုဆောင်ချမယ့်အရာတွေပေါ့ ဒီပြဆောင်ရမယ့်အရာလေးကျွန်တော်ပြပြချင်ပါတယ်ပြောချင်တာဟိုစကားစားတို့စီးရေးရလိုအပ်ချက်တယ်လိုအပ်ချက်ဆိုပြီးတော့ဒီရွာတွေတို့တိမ့်ပါရသူရွာတွေတို့ဝင်လဲဝင်စီးတဲ့အချိန်ကြာလို့ရှိရင်တို့တို့စစ်ကြောင်းထွက်သွားပြီထွက်သွားပြီဆိုလို့ရှိရင်ဒီအင်ချန်စီးိုးတွေအဝင်ဝတွေအိမ်ပေါက်ဝတွေမှာဒါမိုင်းထောင်တက်တယ်နောက်တော့အိမ်ပေါ်တက်မဲ့လေကားတွေအောက်တွေမှာလေကားတွေပေါ်လေကားဟိုလေကားကိုတိုက်မဲ့နေရာတွေမှာမိုင်းထောင်တက်တယ်နောက်တော့ကျွန်တော်တို့အဓိကပေါ်ကျွန်တော်တို့ဒီဟိုအဓိကမစင်းမပြတ်စားနေရေကောဗျာဒီလားစားနေရေကောစားနေရေကစားနေရေကနေမှာဟိုစမ်းအိတ်တွေ နောက်ပြီးတော့တခုခုပေါ့ဟိုနောက်တော့တောက်ရေပုံးနေအဲ့လိုကြီးအောက်မှာသူတို့ဒါဖိနားအသုံးခလုတ်ကိုသူတို့ရေအဲသူတို့တွေသူဖိပြီးတော့ထောင်ထားခဲ့တယ်ပေါ့နော်အဲခလုတ်နဲ့ထောင်ထားခဲ့တယ်ပေါ့ဒါကကိုကအဲ့ရောက်မားလိုက်ပြီဆိုတာနဲ့မိုင်းထားခွဲမှာပေါ့နော်အဲမိုင်းထားခွဲမှာပေါ့အဲ့လိုမျိုးတွေအဲ့ဒေါ်လိုင်းဖွဲ့နေဟိုတွေ့ကြတာဘယ်လိုလဲဆိုတော့ကျွန်တော်တို့လူအလောင်းလက်နက်ပေါ့အလောင်းလက်နက်ပေါ့ကျွန်တော်တို့ဆိုတာဒီဒီကောင်လေးမရှိတော့ဒီကောင်လေးငါတို့လောက်လိုက်ပြီးဝင်စီးလိုက်တဲ့ချိန်ကောင်ထွက်ပြေးသွားပြီဆိုပြီးတော့အလုံးကဟို ပြန်ပြင်လို့တော့မရတော့ရတဲ့တနက်အဆုတ်တွေပေါ့ဗျာအဲ့လိုအဆုတ်မျိုးတွေလည်းဒီကောင်တွေကအဲ့လိုအဲ့အဲ့ဂျင်မှာလက်ပြပုံးနဲ့တွဲထားတာတို့လက်ပြပုံးမှာပစနက်တန်ပင်ကိုဖြောင်းလိုက်တာပေါ့ဖြောင်းအဲ့နေရာအဲ့နေရာမှာဟိုပင်အစားကိုတန်ချောင်းချောင်းထိုးပြီးတော့အဲ့တနက်အဆုတ်မှာဆွဲထားတယ်ဆွဲထားတယ်ဆွဲပြီးတော့တစ်ခုနဲ့ဖုံးထားတယ်ပေါ့နော်ကိုကတနက်ကိုဆွဲလိုက်အချိန်မှာလက်ပြပုံးကထပြီးကွဲတယ်အဲ့လိုမျိုးတွေရှိတယ်နောက်ပြီးတော့အလောင်းအလောင်းပေါ့ဒီကောင်တွေဒီကောင်ကဘာပဲကျွန်တော်တို့ဖွဲ့ဆိုဟိုဖြစ်တယ်ပေါ့နော်ဒီမှာဒီကောင်တွေကဘာဘာကြမ်းမလဲဘာတနက်တနက်တွေကြမ်းမလားဘာတွေကြမ်းမလဲပေါ့နော်စစ်ပစ္စည်းအသုံးဆောင် အကြီးတန်းကြီးကြံမလားဆိုပြီးတော့ဒီအလောင်းကိုရုတ်တရက်ဆွဲလှည့်လိုက်တဲ့အချိန်မျိုးတွေပါနေပါလေအဲ့လိုမျိုးမိုင်းတွေကွက်တက်တယ်လူကျင်တက်မလောက်တော့ဘူးဗျာသိမလားဟိုကြီးတန်းကြီးတန်းတွေထားခဲ့တယ်မနိုင်နဲ့သူတို့မနိုင်တဲ့ဟာတွေပေါ့ဗျာမနိုင် RPG တွေပါသူတို့မနိုင်ဘူးမနိုင်တဲ့ခါကျတော့တေချာပေါက်လာယူမှာပဲသူတို့မနိုင်ဘူးသူတို့မနိုင်ရင်ဒေါ်လိုင်းဖွဲ့အတွင်းရဲ့တရားဝင်ယူမှာပဲသူတို့သိတယ်သိတော့အဲ့ဘေးဘက်ဘက်လင်မှာမိုင်းထောင်တက်ခဲ့တယ်မိုင်းထောင်တက်တယ်ဗောနောမိုင်းထောင်တက်တယ်နောက်ပြီးတော့ကျွန်တော်တို့တွေဟိုစစ်ကြောင်းထိုးလာတယ်စစ်ကြောင်းထိုးလာတယ်ဆိုရင်အရင်နားလို့ကောင်းမဲ့နေရာတွေပါသိမလားလဲလမ်းဘေးမှာအဲ့လိုမျိုးအပင်ကြီးတွေရိပ်ရတဲ့နေရာမျိုးတွေဆိုလို့ရှိရင် ရင်းလုံးမိုင်းရှင်းမှာမိုင်းရှင်းပြီးမှနားကြပါတော့နားကြပါအဲ့နေရာတွေအရင်မိုင်းမိုင်းတောင်တက်တယ်နောက်ပြီးတော့ကျွန်တော်ရေရေစိတ်တွေပေါ့ရေစိတ်ဆိုတော့ကျွန်တော်ရေရေစင်းခတ်ရမယ်ရေရေသားလို့ရေစင်းခတ်ရမယ်ဖြစ်ဖြစ်ပါဖြစ်ဖြစ်ပေါ့သူတို့ကိုယ်တိုင်လည်းအဲ့လိုနေရာမျိုးတွေမှာဟိုစင်းခတ်တယ်စင်းခတ်တယ်သူလည်းငါတို့လိုဟိုလာမှာပဲဆိုတဲ့အတွေးမျိုးနဲ့ထောင်းကြတယ်ဟိုမိုင်းထောင်းတယ်ဆိုတဲ့ရွေးချက်ကအဲ့လိုပေါ့နော်ဟိုငါဆိုရင်ကငါသားဆိုရင်ကဘယ်လိုမျိုးဟိုဖြစ်မလဲပေါ့ဘယ်လိုဘယ်လိုနေရာမှာထောင်းမလဲပေါ့ငါသားသူ့နေရာမှာဆိုရင်ဘယ်လိုထောင်းမလဲပေါ့ငါသားဆိုရင်ဒီလိုနေရာမျိုးနားမိမှာပဲငါဆိုရင်လည်းဒါမျိုးလုံးမိပါပဲဆိုတဲ့အတွေးမျိုးကို အဲရန်သူအတွေးကိုကိုကပြန်တွေးပြီးတော့မိုင်းရထောင်ရတာပေါ့နော်ထောင်ရတာပေါ့ဒါပေမဲ့ true ဆရာတခုကကျွန်တော်တို့ PDF တွေဘာလုပ်ခဲ့လဲဆိုတော့ကျွန်တော်တို့ PDF တွေနော်ဟိုဘလောက်တွေပဲမိုင်းကိုညချင်းမထောင်အောင်အုံးမေကတက်ထောင်ခဲ့တယ်အဲ့ဒီကအတွေးရောအဲကြားဘူးလားဟိုတိကျလားတိကျကြတာလားမသိနော်အဲ့အုံးမေကနင်းနေလေးဒါပေမဲ့အုံးဒီကလည်းရှိတယ်ငါဆိုရင်အုံးဒီငါလည်းအုံးငါဆိုရင်အုံးဒီတက်စားမှာပဲဆိုတော့အတွေးမျိုးနဲ့အဲ့အုံးမေကမိုင်းတက်ထောင်လာခဲ့မိုင်းတက်ထောင်လာခဲ့တကယ်လဲကွဲတယ်တကယ်လဲကွဲဒီစားစားကောင်တွေမှာသူတို့ငတ်လာပြီဆိုသူတို့အသိရတိုင်းပဲ တို့ဇာကြံများကိုအုံးမေတို့အုံးမေတက်စားမယ်အုံးဒီတက်စားမယ်ဆိုအုံးမေကလည်းတိတ်တော့မမြင်ဘူးဒါပေမဲ့အဲ့ပုံမှန်တက်ဆောင်ခဲ့တာဟိုအဲ့စားကတာမိုင်းထိပါဘူးနော်အဲ့လိုမျိုးပေါ့ဟိုငါသားဆိုဘယ်လိုလုပ်မလဲဆိုတဲ့အတွင်းမျိုးပေါ့နော်သူ့နေရာမှာငါဆိုဘယ်လိုလဲအတွင်းမျိုးနဲ့မိုင်းထောင်ကြပါတယ်လို့နော်လည်းမရရလို့မဒီမှတွေ့ခဲ့ရအကြောင်းအရာလေးအောင်မိုင်းနဲ့ပတ်သက်ပြီးတော့ဒီကထားပြီးတော့ပါတယ်ဒီမှာပဲပြောရသေးပြီးပြီးတော့သူ့ကိုယ်တိုင်အုံမောင်တက်ပြီးတော့ခေါင်ခဲ့တာဖြစ်ပြီးအုံမောင်တက်တဲ့ကောင်ကိုပြီးသွားတယ်ပြောထားတွေ့ရပါတယ်လည်းမရရတော့ဒီဗီဒီယိုတော့လည်းဆုံးသက်လိုက်ပါတယ်နောက်ထပ်ဗီဒီယိုမှာတော့နောက်ထပ်နေတဲ့တောင်ဖြစ်တဲ့ကျွန်တော်ရဲ့ Google Production နဲ့ Channel လေးကို Like and Subscribe လို့ Like Subscribe ပြီး ပြည့်ဟွန်တဲ့ကြီးမြင်တက်လာမြန်ပြီးတော့တရင်အားလုံးအဆင်ပြေဖြစ်ပါတယ်ဒီလိုမျိုးတွေအားလုံးပဲဟုတ်တဲ့ဗီဒီယိုမှာကြပါမယ်